မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့မန္တလေးမြို့မှတူရိယာအသင်းအားစတင်တည်ထောင်ခဲ့သူတွေမှတဦးဖြစ်သလိုမြမဂီတသမိုင်း၏အထင်ရှားဆုံးပြယောက်သင်္ကေတတစ်ခုဖြစ်သည့်ဂီတပါရမီရှင်ဆရာမြို့မှငင်းအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခင်မှာယခုလိုဘူးဒုဒ္ဒယဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် ဆရာမျိုးမကြီးကိုမန္တလေးမြို့ပန်းယွန်းကုံတဲ့ဥညီဒေါ်ချစ်ဦးတို့မှခရစ်နှစ်1909ခုနှစ်မြန်မာတက်ကြရ1290ပြည့်နှစ်တပေါင်းလာစန်း9ရက်တနင်္လာနေ့တွင် မန္တလေးမြို့၌မွေးဖွားခဲ့ပြီးငယ်နမယ်မှာမောင်ကျော်ငယ်ဖြစ်ပါတယ်မြို့မကြီးအသက်16နှစ်သားအရွယ်တွင်ဖခင်ကတငယ်ချင်းဖြစ်သူဥပဒတ်ခံစားမှုအမှုပညာရှင် ပကြီးဆရာကြီးဥပဒတ်ထံ ပညာရက်များစီးပူးတင် जा ပေးရန်အနံပေးခဲ့ပါတယ်။ငါးနှစ်ခန့်ကြာသောအခါပကြီပပုနှင့်မက်ဒလင်ပင်ဂျိုပြတ်ဆုံးပညာများကိုတင် जा ခဲ့ပါတယ်။မြို့မငယ်ဤလက်ဦးဆရာများမှလက်ရင်းဆရာကြီးဥပသက်မင်းကြီးဥဆက်ဆိုသူဤညီဥချက်ဥလင်းနှင့်စောင်းဥမောင်မောင်လက်အာလဝီတို့ဖြစ်ကြပါတယ်။ဘာသာစိန်ပေတာကြီးနှင့်ဒေဝအိန်နာဥမောင်မောင်ကြီးတို့ထံမှလည်းမြမစောင်းပညာကိုတင် जा ခဲ့ပါတယ်။ ဦးကျော်ငိမ့်ဟာငယ်စဉ်ကပင် ပကြီနှင့်ဂီတကိုဝါသနာပါခဲ့ပါတယ်။စောင်းရီးပညာကိုရွာသားကြီးစိန်ပေတာနဲ့စောင်းဦးမောင်ကြီးဒေဝအိန်နာ မောင်မောင်ကြီးတို့ထံမှစီးပူးသင်ယူခဲ့ပါတယ်။ဂရိနဲ့1928ခုနှစ်တွင်မန္တလေးမြို့မှတူရိယာသင်းကိုဥတော်လုံးဆိုသူကတည်ထောင်ခဲ့ရာဦးကျော်ငိမ့်လည်းပါဝင်ခဲ့ပါတယ်။ ဦးကျော်ငိမ့်သည်မြို့မအဖွဲ့သားဖြင့်အနောက်တိုင်းတူရိယာတီနီနှင့်တူရိယာတင်ကေတပညာတို့ကိုတင်ယူခဲ့ပါသည်1932ခုနှစ်မှစ၍တချင်းများကိုရေးဆက်ခဲ့ရာမြို့မငိမ့်ဟူသောဂီတစာစုအမိကိုခံယူခဲ့ပါသည်မြို့မငိမ့်ရေးသားခဲ့သောတချင်းပေါင်း200ခန့်ရှိသည်ဟုသိရပါသည်မြို့မငိမ့်၏တချင်းများနှင့်ပထမဦးဆုံးတတိုင်းတပီလုံးကြော်ကြားခဲ့သောတချင်းမှာစစ်တာဗဒနာတချင်းဖြစ်ပါသည်တချင်းအသက်တမ်း24နှစ်တွင်ကြော်ကြားခဲ့သောတချင်းများမှာလူကျုံလူကောင်းခင့်အိမ် မဲ့တချက်တည်းချက်မြင်ခင်းတော်နတ်ရှင်တော်ပြည်လာဖေဆိုမိဘနိုင်ပြည်လာဖေဆို ပြို့မာတန်မေရှင်ဆို တောက်ဝေပီလဖေနဲ့မေရှင်တွဲဖက်ဆိုပါရမီတော်ချစ်ရဲပေါ်မင်္ဂလာမောင်မဲမေရှင်ဆိုကတိပန်လေးပါရီမမြရင်ဆိုငွေစင်ရောပြုံးနဲ့မေလေးဂျူသွေးစသောတခြင်းများဖြစ်ကြပါတယ်မြို့မကြီးတခြင်းစတင်ရေးသားခဲ့သောအချိန်၌အနောက်တိုင်းတီးသောများကိုပုံတူကူ၍မြန်မာစကလုံးတွင်ကဆက်ဆိုသောအလေးအကျင့်ခေစားနေသောအချိန်ဖြစ်ပါတယ်သို့သောမြို့မကြီးဟာနောက်တိုင်းဂီတာမှတခြင်းစက်နီကိုမိညာတော်လဲတီးသောကိုခိုးချခြင်းမပြုဘဲ 对，别我给他娘撇的。 ကိုပိုင်တေးသောများရေးဆက်ခဲ့ပါတယ်1930ခုနှစ်ခန့်ကတောမြန်ဂျေလန်ရိုးရသချင်းတစ်ပုဒ်ကိုမြို့မတူရီယာအသင်းသည်ပထမဦးဆုံး music note သင်္ကေတပြု၍စတင်စမ်းသပ်တီးမုတ်ခဲ့ကြပြီးဒုတိယသချင်းမှာဆန်ရတောင်ကျွန်းဖြစ်၍1925ခုနှစ်ကရင်းချမှုဝင်ကြီးဦးထွန်းဖေရွှေပြည်ဆရာကြီးဥပဒင်တမိုင်းဆရာဘကလေးမန်းပန္ဒရာပတ္တလာစန္ဒယာနီးပြဆရာကြီးတို့အားမြန်မာသချင်းကြီးသချင်းခံများကိုသင်္ကေတပြု၍ရနိုင်မရနိုင်ကိစ္စနှင့်ပတ်သက်၍နမူနာတီးပြခဲ့ ကြပါတယ်1953 1954ခုနှစ်တွင်မြို့မငိမ့်သည်ပန္ဒရာမူမှန်ပြုရေးတင်ဂေဒတဲမှတ်ရေးအကြံပေးဖွဲ့တွင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ် မြို့ဝငယ်ဤကတိပန်းသချင်းကိုအကော်ဒီယံမောင်းတပ်ဒါရန်ဥဒန်ဦးစီးသောတီဝိုင်းဖြင့်တပ်ပြသွင်းခဲ့ပါတယ်။ထို့ထဲမှာဝင်းကြီးပရိသတ်ရာဇာဤပဇင်းတောင်တန်ကျိုးသချင်းမှာမြို့မငယ်မိယူအုံပြုခဲ့သော အုံငါလေးတစ်ဖွဲဖွဲ ရွာလေးတဲတဲတဲဟူသောအပိုက်ကိုဒါရန်ဥဒန်ကအနောက်တိုင်းတူရီယာအကော်ဒီယံဖြင့်ဘယ်နှစ်ညာကိုမြန်မာအတွက်အဖက်မြန်မာမှုမြန်မာဟန်အနှစ်သာရမပြတ်စေပဲကော့များဖြင့်တိခတ်ခဲ့သူ ဖြစ်ပါတယ်။ထို့အပိုက်ငယ်4ပါး၄စီးများရှိသည်ကိုပင်အရှိန်မြင့်က အိတ်ဘားမြဆက်ထုတ်၍မူလပင်ကိုမြမဟန်မှအခြေခံတေးသွားအယူဆကိုမျိုးပွားဖန်တီးခြင်း vibration on theme နည်းစနစ်ဖြင့်တရောအစွမ်းပြတိခတ်ပေးခဲ့ပြီးဖြစ်သည့်ဖြင့်ကတိပန်းသချင်းသည်ဓာရန်ဥဒတ်နှင့်မျိုးဝငိမ့်တို့၏အနောက်တိုင်းဝိုင်းဖွဲ့စနစ်နှင့်ပတ်သက်သောစမ်းသပ်မှုမှတ်တိုင်ဖြစ်ခဲ့ပါသည် တင်ကြီးသားစနစ်နဲ့ပတ်သက်ပြီးဒါရန်ဥဒတ်နဲ့မြို့မငိမ့်တို့၏ဆရာများဤပညာပေးခဲ့သူများမှာမစ္စတာရီကိုမစ္စတာဘော်ဘီမစ္စတာဒေးဗစ်စသည်တို့ဖြစ်ကြပါတယ်မစ္စတာရီကိုသည်အဖင်စတုန်းရုပ်ရှင်ရုံရွှေလိုက်ရုံဝင်အတွင်းနေထိုင်သူဖြစ်ပြီးဖျားရှစ်ကိုကြောင့်နဲ့ရုပ်ရှင်ရုံတွင်ဆန်းနေရတည်ခဲ့ပါတယ်ရီကိုဘင်ဟူသောတီဝိုင်းဘန်နဲ့ဂီတသင်တန်းဖွင့်ထားသူဖြစ်ပါတယ်မစ္စတာဘော်ဘီမှာထရမ့်ပတ်သမားတစ်ဦးဖြစ်၍တူရီယာပစ္စည်းမျိုးစုံနဲ့ဂီတနဲ့သက်ဆိုင်သောစာအုပ်စာတမ်းများရောင်းသောဆိုင် ဖွင့်ထားခဲ့ပါတယ် တယ်မစ္စတာဒေးဗင်မှာမန္တလေးနန်းတွင်စစ်ဗင်ခရာတီဝိုင်းမှာတီဝိုင်းခေါင်းဆောင်အဖြစ်မှတ်တမ်းတွင်တွေ့ရှိခဲ့ရပါတယ် 1930ခုနှစ်တဝက်ကမန္တလေးမြို့ဟိုတယ်ပျော်ပွဲစားရုံနဲ့ကာဝဲခန်းကလေးများတွင်မစ္စတာရီโกကခေါ်လာတတ်၍မြို့မငိမ်းဒါရန်ဥတန်တို့လိုက်ပါတိမုတ်ခဲ့ပါတယ်။ထိုစဉ်ကမြို့မငိမ်းမှာဆက်ဆိုဖုန်းနဲ့ကလင်းနက်တူရနှမျိုးကိုတင်ဂီတာဖက်စနစ်ဖြင့်တိမုတ်ခဲ့ပါတယ်။စစ်မဖြစ်မီကာလကမြို့မတူရအသင်း၏တင်ဂီတာသမားများဟု ဆိုနိုင်ကြသူများမှာဒါရန်ဥတန်မြို့မငိမ်းဦးဝေးကျော်မန်းပတရာပဂျီနီးပြဟောင်းဦးသိမ်းမောင် စမောသိမ်းမောင် ချိုအီးခေါ်ကြိုးတို့ကိုဖြစ်ကြပါတယ်1935ခုနှစ်မှာ1938ခုနှစ်တွင်ခေတ်ပေါ်ဒူရီယာများတင်ဂိတာစနစ်နှင့်တပ်ပြားသွင်းယူခဲ့သောမြို့မှငယ်ဤတချင်းများမှာချစ်တာပဒနာခင်အိမ်မက်ရှုမောဝအလှပြိုင်ပွဲနန်းတော်ရှိဆရာတင်ဤအရာဝတီအောင်ပင်လေထို့နောက်မြို့မှငယ်ဤမန္တာလီနှစ်ပိတ်သခွဲ ပြူကတိပန်စသည့်တချင်းများတပ်ပြားသွင်းယူခဲ့ရာ အောင်မြင်ခဲ့သူဖြစ်ပါသည် ထို့ခေတ်ကမ္ဘာစစ်မီးမြန်မာပြည်သို့ကူးစက်လောင်ခဲ့စဉ်စစ်ဘေးရှောင်တဲ့ရင်ကြောင်းဝဲဘက်သို့ရောက်သွားခဲ့ပါတယ်။တငယ်ချင်းဥပဟံကာသင်ဥက္ကဋ္ဌနဲ့တွေ့မှပြန်ခေါ်လာပြီးစကိုင်းဘက်ကူးသွားကြပြီးထို့မှတစ်ဆင့်ဂီတမိတ်ဆွေများစုစည်းမိကကမ္ဘာစစ်မီးလောင်ရာတွင် သူငါခိုးခိုးစကိုင်းတောင်ရိုးမှာပဲမြို့မအသိဝင်ရသည်မစုစည်းလို့ပဲတီးဆူရေးမပြတ်အားစေးတစ်ခွက်အသွင်ဟူသောမြို့မတမိုင်းတခြင်းများပေါ်ထွက်လာခဲ့ပါတယ်။ဤသို့ဖြင့်မြို့မငိမ့်လို့ဂီတမိတ်ဆွေများတစုမန္တလေး84လမ်းရှိပီဂျင်ဟိုတယ်တွင် အဖျော်ရမကာစုံရင်အမှုပညာကြောင့်စိတ်ကူးဆွေးနွေးမှုလေးလုပ်ဖြစ်ခဲ့ကြပါတယ်။ 1928 29ခုနှစ်တွင် ကစုံညောင်ရင်းနှင့်တဝါတွင်တချင်းများရေးပစ်ခဲ့ရာအသေးသားများကလက်ခံအားပေးခဲ့ကြပါသည်1935ခုနှစ်ခန့်တွင်မြို့မတူရီယာအသင်းသည် ခွေးတစိ့ဓာပြားကုမ္ပဏီနှင့်တချင်းများစွာတွင်ခဲ့ပါသည်လက်တော်ရှိဆရာတင်ဤအုပ်စရင်မှန်အလူရှင်တော်ရဲအေယာဝရီ အောင်ပင်လင်အပါဝင်မြို့မငယ်ဤချစ်တာဗရာနာခင်အိမ်မတ်ရှုမွာအလှပြိုင်ပွဲများသည်ပထမဆုံးသောတက်ပြားသချင်းများဖြစ်ခဲ့ပါသည် ို့မငိမ့်သည်တချင်းအသက်16နှစ်အနှစ်20တွင်တချင်းပုတ်ရေပေါင်း150မှ200နီးပါးထိရေးသားပြုစုသွားခဲ့ပါသည်1935ခုနှစ်မှစ၍စစ်မဖြစ်မီအထိဓာပြပေါင်း40ကျော်တွင်ခဲ့ကြပါသည်။ A1 နှင့်တွင်ယူခဲ့သောဓာပြများမှာပါရမီတော်၊ရေကင်းတော်၊နတ်ရှင်တော်၊ပြို့မာတန်း၊မိဘနိုင်၊ဖူးစာပိုင်း၊မင်္ဂလာမောင်မဲ၊တပ်ဝေ၊ချစ်လွန်းတင်၊လှမြင့်စု၊လေးတဲကဖူးစာ ရွှေမင်းဝန်၊နှွံ့မျိုးစုံ၊ချစ်ကျိုးတော်ဆောင်တို့ဖြစ်ပါတယ်။တပ်ဝေကို အစိုးရပီလာဖေးနဲ့မေရှင်တို့ကတည်ဆိုခဲ့ပါတယ်။ချစ်ကျိုးတော်ဆောင်ကိုတင်နေအင်းနဲ့တည်ဆိုစေခဲ့ပါတယ်။ A1 နဲ့တပ်ပြားသွင်းမကြမီစစ်ဖြစ်ခဲ့ရာထိုတပ်ပြားများကို အချို့စစ်မဖြစ်မီထုတ်၍အချို့ကိုစစ်ပြီးခင်မှ ပြန်ထုတ်ခဲ့ရတယ်လို့သိရှိခဲ့ရပါတယ်။ တ္ထသင်္ဃာယနာတင်မဟာနာယကညောင်ယမ်းဆရာတော်ဖျားကြီးအနိမဇာဗနာတပင်တွင်မြို့မငိမ့်မှမုံတဝိုင်းကျေးတဝိုင်းဖြင့်မြမဆိုင်ဝိုင်းနှင့်အနောက်တိုင်းဒူရီယာများနှင့်တွဲဖက်တီးမှုအစကိုစတင်ခဲ့ပါသည်မြို့မငိမ့်တွင်ယူခဲ့သောတပ်ပြားသရှင်များမှချစ်တာပဒနာခင်အိမ်မတ်ရှုမဝအနှပြိုင်ဝဲနှစ်ပိတ်သက်ခွဲမန္တလီတစ်ချစ်သေးချစ် လေကျိုးသွေးရှင်တစ်ခုပဲဖျဲသည့်နဲ့ပဲဥမောင်ရေချင်းရောင်းမမျက်မှန်စိမ့်နဲ့မျက်ချောက်ဥချင်းရောင်ဆောင် မေတာဝီတဝဲတုံတရာနှစ်ယောက်ထဲကတိပန်းစကိုင်းတောင်ချစ်ကဝေးလင်းအာယုံတောင်းဆက်ရင်ခုံမျက်စပြူထီကလေးမိဖုရားစောရေပတ်မဝင် ငါဘဝလောကဇကုံလူဓမ္မတာတို့ဖြစ်ပါတယ်မြို့မကြီးသချင်းများသည်ရုပ်ရှင်နောက်ခံသချင်းများဖြစ်ဦးမကရုပ်ရှင်ဇကအမည်များဖြင့်မှဲ့ခေါ်ယူခြင်းပြုခဲ့ကြပါတယ်ရုပ်ရှင်ဖြင့်မှဲ့ခေါ်ခဲ့သောသချင်းများမှာတိန်လွာမှုမို့လဲတခွပန်းနှစ်ယောက်ထဲနေခြင်းနဲ့လေကျူသွေးဓာတ်တူနံတို့လေထဲကပူစာ ခိုင်းတော့တဲ့ဝေးချစ်ကြိုးတော်ဆောင် ချစ်မြင့်မို့ရင်းချင်းမှုရုပ်ရှင်မှာကာရကာစသည်လို့ဖြစ်ပါတယ်မြို့မကြီးရုပ်ရှင်တချင်များအဖြစ်ထင်ရှားခဲ့သောတချင်နဲ့ဇာကားများမှာတခုပန်းတခုပန်းဇာကားချစ်အကျိုးတော်ဆောင်စုရူးငယ်ပန်ရွယ်သွန်းဇာကားတချစ်တဲ့ချစ်အပေရနာရုပ်ရှင် တိန်လွာမှုမှုလွင်တိန်လွာမှုမှုလွင်ရုပ်ရှင်နှစ်ယောက်ထဲနှစ်ယောက်ထဲနေကျင်တဲ့ဇာကားလီတဲကဖူးစာလေတဲကပူဇာရုပ်ရှင် ကစားစရာအသေးမွာတခိုင်လုံးရွေဇာကားမှမခုတ်တီယို တားရွှေတောင်းတောင်ရုပ်ရှင်မပြီးသေးသောပကြီးကစောက်အိမ်မက်ရုပ်ရှင်တို့ဖြစ်ကြပြီးရုပ်ရှင်နဲ့ပါမပါမသိရတော့လဲမင်းသားဝင်းဦးတည်ဆိုခဲ့သော ပြုံးနဲ့မေမပြီးသေးသောပကြီးကားနဲ့တစ္ဆာတခြင်းများဖြစ်၍ရုပ်ရှင်မင်းသမီးနွံ့နွံ့ဆန်းပြို့မာန်းတခြင်းကိုတည်ဆိုခဲ့ကြပါတယ်အခြားသောတခြင်းများကိုလည်းခေအောင်ရုပ်ရှင်မင်းသားပီလာဖေခင်မောင်ရင်မင်းသမီးမေရှင်တို့မှတည်ဆိုခဲ့ကြပါတယ်မြို့မှရဲ့ဤနောက်ဆုံးမကွယ်လွန်မီရေးခဲ့သောတခြင်းမှာ တိမ်လွှာမှုမှုလွင်ဖြစ်ပါတယ်။မြို့ဝကြီးကြောင်စာအုပ်များစောင်းမများရေးသားထုတ်ဝေခဲ့ကြသလိုတကြံမှုရုပ်ရှင်ထဲမှာအဓိကဇက်ဆောင် တေးစရာစန္ဒယာငိမ့်မောင်မှာဆရာမြို့ဝကြီးစန္ဒယာသိမ့်မောင်မြို့မှာကိုပေါ်စသူတို့၏ဇက်ယုံများကိုမှီညမ်းတယ်လို့အဆိုရှိခဲ့ပါတယ်။မြို့ဝကြီးမွေးနေ့ရာပြည့်ဝဲကို2009ခုနှစ်ဒီဇင်ဘာလ30ရက်နေ့ကမန္တလေးမြို့မှာအတင်းတိုင်းတိုင်းကျင်းပခဲ့ကြပါတယ်။ တေးတန်ရှင်မေးဆွေကရှင်ထဲကမြို့မှာအမည်ရှိတခြင်းဖြင့်မြို့မှာငိမ့်နဲ့မြို့မှာအဖွဲ့ကိုဂုံပြုတည်ဆိုခဲ့ပါတယ်။တေးတေးဆိုယူမိုးကလည်းမြို့မှာငိမ့်အကြောင်းကိုမြို့မှာငိမ့်အမည်ရှိတခြင်းတစ်ပုဒ်ဆက်ဆိုခဲ့ပါတယ်။၂010ခုနှစ်ခန့်ကမန္တလေး22လမ်း86လမ်းတောက်မြို့မှာတူရီယာအသင်းတိုက်ရှိမျက်နှာစာတွင်မြို့မှာငိမ့်ကြေးရုပ်စိုက်ထူထားရှိခဲ့ပါတယ်။ အသက်22နှစ်အရွယ်တွင် မတန်တန်ဒေါ်သန်းမီနှင့်အိမ်အောင်ကြ၍တာသမီ73ယောက်ထွန်းကားခဲ့သည့်အနက်ကွယ်လွန်ချိန်တွင်10ယောက်ကြံရစ်ခဲ့ပါသည်သားသမီးများတွင်မြို့မအသင်ဥက္ကဋ္ဌဦးရွှေမြိုင်ဦးတန်းအောင်ခိုင်နှင့်ခွဲစိတ်အထုကုဆရာဝန်ကြီးဒေါက်တာညွန့်လွင်တို့မှထင်ရှားခဲ့ကြပါသည်။ရှေ့သချင်းကြီးများကိုမူမှန်တတ်မှတ်ရေးအထက်မြန်မာပြည်ကောမဒီအဖွဲ့တွင် လူကြီးတူဦးဖြစ်၎င်း မန္တလေးရုပ်ရှင်ကုမ္ပဏီတွင်ဂီတာဘတ်ဆိုင်ရာဒရိုက်တာဖြစ်၎င်းဆောင်ရွက်ခဲ့ပါသည်။တခြင်းကောင်းများစွာကိုရေးဆက်ခဲ့သောဂီတာပညာရှင်ဆရာမြို့မငိမ့်ဟာ1955ခုစက်တင်ဘာလ15ရက်နေ့နနက်တွင်ဂျမန်နီညကအိမ်သို့ပြန်မလာဘဲပျောက်ဆုံးနေကြောင်းမိသားစုကညွန်ပေါင်းစည်းရဲဌာနထံတိုင်ကြားခဲ့ပါသည်။နေလေရောက်သောခေါင်းအားကာနင်းထားသည့် အမည်မသိအလောင်းတလောင်းကိုတန်လျက်မော်ရက်ပတ်တာရက်လမ်းကွာတွင်တွေ့ရ၍စေုံကြီးတို့ပို့လာရာမရှိမလဖြစ်နေသည့်မြို့မကြီးအလောင်းကိုတွေ့ခဲ့ရပါတယ်။ဒီဗီဒီယိုလေးကိုစုံတီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Kunta Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်စုံတွေ့ပြရစေရှင်။